ကျွန်တော်ဆရာစိုးသူလာရဲ့ပယုံလုံးတိုင်းပြည်ဆိုတဲ့ကဗျာလေးကိုရွှတ်มาဖြစ်ပါတယ်။အိုချင်းမှာဆရာဟာပိုးတယ်။ငါချင်းမှာဝိရဏဟာပိုးတယ်။တေချင်းမှာဒုက္ခဟာပိုးတယ်။ကိုလိုချင်တာလည်းမရခဲ့။ကိုရတာလည်းမလိုချင်ခဲ့။ လူအဖြစ်ရဲ့အတ္တမသဘောတွေမြင်နေရပေါများပြီးနေစရာဟာရှားတယ်။ဝါးစရာသွားတွေရှိလဲစားစရာဟာနည်းတယ်။ကိုချင်းစာတရားဟာဖူးတယ်။တကယ်လို့လည်းချိန်မှာပွင့်မလာဘူး။စေတနာကတော့ပြဘွားရှန်နေတဲ့ရေကန်တွေမှာမိုးထက်ရွာတာကတော့စိုးတယ် ရှောက်နေတဲ့လမ်းရင်ဆန်းနေရတဲ့ဝင်းရင်နုံနေနေတဲ့လဲပင်ရင်ယူတိန်နေတဲ့တရားတရားရင်ရှိပြီနဲ့ဒီလိုပဲပါလာလာတဲ့ဘဝတွေတေချာခြင်းဟာတေခြင်းမှာပဲရှိတယ်ဆိုတာတေချာသွားတဲ့နောက်နောက်တည့်ရက်မှာအသက်ဆက်ရှူဖို့ဆိုတာလာရာရှိရောပါ सोतुला